ုဗီဒီယိုမှာတော့ background ဖြောက်တဲ့ photo editor application တွေထဲမှာဘယ်ဟာအကောင်းဆုံးလဲ background ဘယ်လိုဖြောက်မလဲဘယ်လိုပြောင်းမလဲဆိုတာကိုလောပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲဆက်ကြည့်ကြရအောင်။ Play Store မှာ background editor remover ဆိုတဲ့ application ကို install လုပ်လိုက်ပါ။ background editor remover ကိုဖွင့်ပါမယ်။ remove background ဆိုတဲ့အကြီးကိုနှိပ် background ပြောင်းမဲ့ပုံ background ဖြောက်မဲ့ပုံကိုထက် quick AI နဲ့သူ့ဘာသူဖြောက်ပေးလိုက်ပါမယ်။အပေါ်ကမျက်လုံးကိုနှိပ်ပြီးတော့တစ်ချက်ရှုလို့ရပါတယ်။ကိုလူတို့အနေနဲ့ အောက်မှာအေးစာ repair ကိုသုံးပြီးတော့ကိုကြိုက်တယ်လို့ထပ်ဖြတ်လို့ရပါသေးတယ်ပြီးရင်အပေါ်အမှန်ချင်းနဲ့ background လေးကိုဝင် background ကိုဒီတိုင်းပဲထားမလားကိုယ့်ရဲ့ဖုန်းထဲကပုံရွေးမလားတခြား color တွေမျိုးစုံနေတာကိုလည်းရွေးလို့ရပါသေးတယ်ရောင်းနေအများကြီးကိုတွေ့ရပါလိမ့်မယ်အကြောင်းလေးတွေကတော့ဆွဆွပြပြနဲ့တော်တော်လှပါတယ်ပြီးရင်အောက်မှာကိုကြိုက်တဲ့ပုံလေးအများကြီးရွေးလို့ရပါသေးတယ်ပုံလေးတစ်ခုရွေးထည့်ကြည့်ပါမယ် လောင်းဝမိုက်ပါတဲ့တခြားတစ်ခုဒီ సైకో နေပြီးကိုတိုက်တဲ့အချိုးကိုရွေးထားပါမယ်ပုံကို နေရာကြကြထားပြန်မှန်စနေပကရောင်းကိုနှိပ်ဘော်ဒါလိုကြိုက်တဲ့ပကရောင်းတစ်ခုထက ုံကိုဆေးတဲ့နေရာမှာလည်း1920ပြီနဲ့ဆေးလို့ရတဲ့အတွက်လည်းလုံးဝလုံးဝမိုက်ပါတဲ့ပေါ်တာတို့အနေနဲ့အရင်မိုက်တဲ့ background ဖြန့်နည်းတွေကိုသိရှိသွားပြီလို့ထင်ပါတယ်ကျွန်တော်ကတော့တခြားဒီထက်ပိုကောင်းတဲ့ ADD app ရှိမယ်လို့မထင်ဘူးပေါ့နော်ပေါ်တာတို့အနေနဲ့တခြား background ဖြတ်တဲ့ application တွေဘာတွေသုံးဖို့လဲဘယ်ဟာကပိုကောင်းလဲဆိုတာကိုလည်း comment မှာဝင်ရောက်ဆွေးနွေးကြပါဦးအားလုံးပဲအားလုံးအားလုံး okay ကြပါစေ